ဘာကြောင့်ထိုင်းအလှမယ်က Miss World Winner ဖြစ်သွားရလဲဆိုတာကိုဒီဗီဒီယိုလေးမှာကြည့်ကြည့်မယ်။သူများတွေပြောနေတယ်လို့မျိုး comment မှာအများကြီးတွေ့ရတယ်ပေါ့နော်။ဒီထိုင်းအလှမယ်ကဒီအမှုတော်မှာလူချောဖြစ်သွားလို့ဒီလိုမျိုးဝင်လာရသွားတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော် comment တွေကိုခြုံငုံပြီးပါတာပြန်။အဲ့လိုမျိုးကတကယ်လားပေါ့။သူရဲ့အဖြေကဒီ Ethiopia အလှမယ် First Runner Up ရတဲ့ Ethiopia အလှမယ်လောက်တော့မကောင်းဘူးလားဆိုတာကိုဒီဗီဒီယိုလေးမှာကြည့်ကြည့်မယ်။နောက်တစ်ခုကကြတော့ဒီ Top 8ကိုရွေးကြတဲ့ကတော့တိတ်ပြီးတော့သဘောမကျဘူးပေါ့နော်။ Powerhouse တွေအကုန်လုံး ကြံခဲ့တာဆိုတော့လေဒါပေမဲ့လည်း Miss World ဖြစ်တဲ့အတွက်ကြောင့် no complaint ပဲဘာ complaint မှတက်စရာအကြောင်းမရှိဘူး Julia Mori game ကစား game ကစားသွားတယ်ဆိုရင်တောင်မှဒါ fair ဖြစ်တဲ့ game ဒီလှပတဲ့ game တစ်ခုလိုမျိုးအော်မြင်မိရပါတော့ဆိုတော့ဒီ Miss World Thailand ဒီ Miss World ပေါ့နော် Miss World 2025နဲ့ first runner up ရဲ့ဒီအဲမေခွန်းဖြစ်ဆိုပုံကိုကြည့်ကြည့်မယ်တခုကကြတော့ဒီ copyright မိမှာကြောက်တဲ့အတွက်ကြောင့်ဒီအခုလိုမျိုးစကားနဲ့ပဲပြောပြသွားမယ်ပေါ့နော် သူတို့ရဲ့အဖြေတွေကိုမကြည့်ခင်ပါဘောနော်ဒီ teacher စီရဲ့ just my opinion ပေါ့နော်ဆိုတော့ဒီထင်မြင်ချက်ကိုအရင်ဆုံးပြောမယ်အဲအမြင်မတူတဲ့အမြင်မတူတဲ့သူတွေလည်းရှိနိုင်တယ်ပေါ့နော်အမြင်မတူတာကိုလေမတူတဲ့သဘောမျိုးကနေကြည့်လို့ရတယ်နော်မုန်းစရာအကြောင်းမရှိဘူး teacher စီဆိုလို့ရှိရင်လည်းမမုန်းဘူး okay ဒါမှတော့ဒီအာနံပါတ်1ပထမဆုံးပြောချင်တာကတော့ Miss Thailand တကယ်ကိုထိုက်တန်တယ် Miss Warner okay အာဘာကြောင့်တို့လို့ပြောရလဲဆိုလို့ရှိရင်ပထမဆုံး Ethiopia ရဲ့အဖြစ်ကိုတစ်သုံးသပ်ကြည့်မယ်ပေါ့နော်အာ အီသီယိုပီးယားရဲ့အဖြစ်ကိုကြည့်တဲ့အခါဒါကလေဒီဆင်းရဲတဲ့နိုင်ငံတွေကလာတဲ့အလှမယ်တွေဆိုလို့ရှိရင်ငါတို့ဘလောက်ထိ criticize လုပ်ခံရတယ်ဘလောက်ထိဆင်းရဲတယ်ဘလောက်ထိမွေးတင်နေတဲ့နေရာမှာငါတို့ဘလို့လုပ်တယ်ဆိုတဲ့ဟာတွေကလေအာမကြားချင်လောက်အောင်ကြားပြီးပြီဖြစ်တယ်ဆိုဆိုတော့အခုနောက်ပိုင်းအလှမယ်လောကမှာဒီ final answer တွေဘာတွေရောက်လာပြီဆိုလို့ရှိရင်လေအဲ့လိုမျိုးဖြေတဲ့အလှမယ်တွေဆိုလို့ရှိရင်နောက်ောက်ကြနေတယ်อืม ဆိုတော့ဒီအီသီယိုးပီးယားလှမ်းမြန်မာဆိုလို့ရှိရင်လည်းသူဖြေတဲ့အထက်မှာငားရဲ့နိုင်ငံကငါဘယ်လိုမျိုး criticize လုပ်ခံရတယ်လူတွေကဘယ်လောက်ထိမတိုးတက်သေးဘူးအတွေးခေါ်တွေကမဖွံ့ဖြိုးသေးဘူးဆိုတာနဲ့စပြီးတော့ပေါ့နော်အဲ့ဒီလူတွေကငါ proof လုပ်တယ်ပေါ့ငားရဲ့နောက်မှာဒီဒီအာငါကူညီပေးနေတဲ့လူတို့လည်းရှိရပေါ့နော်ဒီအခလေးတွေနဲ့အမေတွေရှိတယ်အဲ့ဒီလူတွေကငားစီကနေ benefit ရမယ်ပေါ့နော်ငားထောက်ပံ့နေတဲ့အတွက်ကြောင့်ကူညီပေးနေတဲ့အတွက်ကြောင့်ပေါ့နော်ဒါကြောင့်နင်တို့ရေလုံနိုင်တယ်ဘာညာဆိုပြီးတော့နောက်ဆုံးအပိတ်လေးကိုတော့ကြိုက်တယ် အဲဒီ my purpose is to show you that you can do it အဲငါတောင်လုံးနိုင်တာကိုငါရွေချက်ကကြတော့ဗောနနင်တို့လည်းလုံးနိုင်တယ်ဆိုတာပြသဖို့ဖြစ်တယ်ဗောနဆိုဒီအဲ့လိုမျိုးလေးပြောသွားတာတော့ကြိုက်တယ် okay ဒါမဲ့သူ့ရဲ့အဖေကကြတော့ဒီအာဆင်းရဲတဲ့နိုင်ငံလာတယ်ဆိုလို့ရှိရင်ဘလူမျိုးကြီးဒုက္ခတွေခံရတယ်ဆိုတဲ့အကြောင်းပဲဒီဖန်တရားတင်နေတဲ့အကြောင်းမျိုးလေးတွေကိုကြားရတယ်အဲဒါမဲ့အဖေကကောင်းတယ်ဗောန okay နောက်တစ်ခုကကြတော့ထိုင်းလာမယ်ထိုင်းလာမယ်ကိုဘာကြောင့်ထိုက်တန်တယ်လို့ပြောလဲဆိုလို့ရှိရင်သူ့ရဲ့အဖေကလူတစ်ကဘာလုံးကလူသားတွေကိုကိုးစားပြုတဲ့အဖေမျိုးဖြစ်တယ်ဟို uh, first runner up Ethiopia နဲ့ရှင်မယ်ဆိုလို့ရှင် Ethiopian တနိုင်ငံတည်းအတွက်ပဲကွက်ပြီးပြောသွားတာမျိုးကိုကြုံရတယ်ပေါ့နော်ဒါပေမဲ့ထိုင်းလာမယ်ကအဲ့လိုမဟုတ်ဘူးအာသူကတကဘာလုံးအတွက်ကဘာလုံးကလူသားလူသားတိုင်းအတွက်ကိုရည်ရွယ်ထားတဲ့အဖြစ်မျိုးကိုဖြစ်တာဖြစ်တယ်ဆိုတော့ဒီအခုနောက်ပိုင်းလာမယ်ဒီဒီဒီအဖြစ်ဖြစ်တယ်ဆိုလို့ရှင်ဒီလိုမျိုးဖြစ်တဲ့နေပေါ့နော်ကိုလူတစုစာမြန်မာတကွက်စာအတွက်ပဲအဲ့လိုမျိုးမြန်မာနိုင်ငံတကွက်စာအတွက်ပဲကြည့်ပြီးဖြစ်တယ်ဆိုလို့ရှင်နောက်ကြောက်ကြံလိုက်မယ်ဒါပေမဲ့တကဘာလုံးကလူတွေအတွက်အရေးကြီးနေတဲ့အကြောင်းအရာမျိုးပြောရတာဖြစ်တယ်โอเค ဆိုတော့ဒီအာမှာဆိုလို့ရှိရင်လည်းသူကပေါ့နော်ဒီအာသူအလှမယ်တွေဒီအိမ်မှာထိုင်နေတဲ့ရှင်ပြန်နေတဲ့အလှမယ်တွေသာလင်မဟုတ်ဒီပရိသတ်တွေရောဆိုတာကြာလို့ရှင်ကြီးစုနဲ့ပရိသတ်တွေပါအကုန်လုံးပါတယ် အဲ့ပြိသက်တွေရောပေါ့နော်ကိုယ့်ရဲ့ဘဝမှာလုပ်ဒီကိုလုပ်ပေးနိုင်တာတခုခါရှိတယ်အဲ့ဒါကိုယ့်ရဲ့ပတ်ဝန်းကျင်ကလူတွေကိုကောင်းမှုပြုဖို့ပေါ့နော်ကောင်းကျိုးတွေပြုနေဖို့ဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးကိုသူကခြုံငုံပြီးတော့ပြောသွားဖြစ်တယ်အဲ့ဒီကိုယ့်ရဲ့ပတ်ဝန်းကျင်ကလူတွေကိုကောင်းမှုအောင်ပြုလုပ်နိုင်ဖို့ဆိုပြုလုပ်ဖို့အတွက်ဒီ responsibility တာဝန်မှုတာဝန်ခံမှုရှိခြင်းဆိုတာကိုသူလစ်လာဖြစ်ခဲ့တယ်ဆိုတော့ message ကိုကွက်ကွက်ကွင်းကွင်းအဖြေကိုဖြေသွားတာဖြစ်တယ်ပေါ့နော်သူ့ရဲ့အဖြေကလည်းနင်ဘာကိုလစ်လာဖြစ်လဲဆိုပြီးတော့ miss word journey မှာဘာကိုလစ်လာဖြစ်လဲဆိုပြီးတော့မေးတာဖြစ်တယ်ဆိုတော့သူကအဖြေကို direct ဖြေသွားလိုက်တာဖြစ်တယ်ဒါကြောင့်သူထိုက် တန်တယ်ဆိုတော့ Miss World Thailand ကိုမေးတဲ့မေးခွန်းကကြတော့ဒီခရီးစဉ်ကနေတင့်အတွက်အမှန်တရားနဲ့ဒီကိုတိုင်းတာဝန်ယူမှုဆိုတာကိုဘယ်လိုမျိုးတင်ဘယ်လိုတင်ယူမှုတွေပေးခဲ့လဲဆိုပြီးတော့သူကအာပြောတယ်ပေါ့နော်မေးတယ်ပေါ့နော်ဆိုတော့သူ့ရဲ့အဖြေကကြတော့ဒီမှာအာကျွန်မဒီနေ့ဒီနေရာမှာရှိခွင့်ရတာဟာကျွန်မဘဝရဲ့အမွန်မြတ်ဆုံးအရာတွေထဲကတစ်ခုဖြစ်တယ်ပေါ့နော်ဒီ Miss World ခရီးစဉ်မှာကျွန်မတင်ယူခဲ့တဲ့အရာတွေကတော့ ဒီကျမတို့လှုပ်ဆောင်နေတဲ့လူမှုလုပ်ငန်းတွေရဲ့အဲတာဝန်ယူမှုစိတ်ဓာတ်ဖြစ်တယ်ပေါ့နော်အဲ့ဒီလူမှုလုပ်ငန်းတွေကိုဘယ်လိုမျိုးခံယူထားလဲဆိုတဲ့အရာရဲ့တာဝန်ယူမှုစိတ်ဓာတ်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီမှာရှိနေတဲ့အလှမယ်တွေရောအလှမယ်တွေအပါအဝင်ပေါ့နော်ပြီးရင်နောက်ဒီပရိသတ်တွေအားလုံးအပါအဝင်ပေါ့နော်ဒီအလှမယ်တွေမှမဟုတ်ပရိသတ်တွေအားလုံးအပါအဝင်အတူတကွလှုပ်ဆောင်လို့အရာရှိတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကိုပတ်ဝန်းကျင်မှာရှိတဲ့သူတွေကိုဒီမြင့်တင်ပေးဖို့ပါပဲပေါ့နော် ဒီဘာကြောင့်လဲဆိုတော့မင်းကဘသူပဲဖြစ်ဖြစ်အသက်ဘယ်လောက်ပဲဖြစ်ဖြစ်မင်းဘဝမှာဘလို့ဘွဲတွေပဲဖြစ်ဖြစ်မင်းရဲ့ဘေးမှာရှိတဲ့လူတွေကခလေးပဲဖြစ်ဖြစ်အရွယ်ရောက်တဲ့သူပဲဖြစ်ဖြစ်မင်းရဲ့မိဘတွေကမင်းကိုမျှော်မျှော်ကိုးနေတဲ့မိခမိဘတွေဖြစ်တယ်ဆိုတာကိုငါယုံကြည်တယ်တဲ့ဒီတော့ပြီးတော့တဲ့လူတွေကိုဥဆောင်နိုင်ဖို့အကောင်းဆုံးနည်းလမ်းကကြတော့ဒီမင်းရဲ့ရည်လောက်ရက်တွေမှာဂုံကျက်တရေရှိရှိနဲ့လှုပ်ဆောင်ဖို့ပါပဲတဲ့အဲ့ဒါငါတို့ပတ်ဝန်းကျင်ကလူတွေကိုငါတို့ကပါမှာငါတို့လှုပ်ပေးနိုင်တာဒီအရာတစ်ခုပဲရှိရပေါ့နော်ဒါဟာအကောင်းဆုံးအရာတစ်ခုပဲရှိတယ်ဆိုပြီးဖြေသွားတယ် Miss World Ethiopia First Runner Up ပြတဲ့ Ethiopia လှမ်းမယ်ကိုမေးသွားတဲ့မေးခွန်းကကြတော့ဒီ Miss World ဆိုတာပေါ့နော်ဒီ Purpose and Character ဆိုတဲ့အဲရည်ရွယ်ချက်နဲ့အဲဒီပုံရိပ်ကိုအတွက်ဒီရည်တည်တာဖြစ်တယ်ဆိုတော့အဲ့ဒီဟာကိုအဲ့ဒီအရာကိုဒီမမှန်ကန်စွာဖော်ပြနေတဲ့သူတွေကိုနင်ကဘယ်လိုမျိုး တုံ့ပြန်ခြင်းလဲဆိုပြီးတော့ပြောရတယ်ပေါ့နော်ဆိုတော့သူ့ရဲ့အဖေကဘယ်လိုလဲဆိုတော့ Miss War Ethiopia တရားအနေနဲ့ဒီကျမရဲ့နိုင်ငံကပေါ့နော်ကျမကိုအများကြီးဝေဖန်တာတွေကြုံခဲ့ရတယ်ပေါ့နော်သူဒီ crown ရပြီးကတည်းကသူတို့နိုင်ငံမှာတဲ့လူတော်တော်များများပေါ့နော် Miss War ဆိုတာဟာလည်းတခြား beauty pageant အလှမဲ့ပြိုင်ပွဲတွေနဲ့ထူးမခြားနားပါဘူးတခြားအလှမဲ့ပြိုင်ပွဲတွေလိုမျိုးပဲဆိုပြီးတော့ယုံကြည်ထားကြတယ်ပေါ့နော်တကယ်တကယ်တော့ Miss War ဆိုတာဟာအဲ့ဒီထက်ပေါ်ပါတယ်တာမန်အလှမဲ့ပြိုင်ပွဲတွေတဲ့အများကြီးပေါ်ပါတယ်တဲ့เออနောက်တစ်ခုကကြာတော့ဗာလဲဆိုတော့အခုသူမရဲ့နောက်မှာဗောနော်ဒီအာခလေးတွေနဲ့အမေတွေအများကြီးရှိတယ် ဒီသူမအခုဒီနေရာမှာရက်တည်နေနိုင်ပြီဆိုတဲ့အနေထားတောင်မှပေါ့နော်အဲ့ဒီကလေးတွေအမေတွေအတွက်အများကြီးဒီအထောက်ကူပြုပင်းနေပြီဖြစ်တယ်ပေါ့နော်အာပြီးရင်နောက်တစ်ခုကကြာတော့သူမကတဲ့ဒီအီသီယိုးပီးယားတယောက်အနေနဲ့ပထမအဦးဆုံးဒီ top 4ကိုရောက်ရှိလာနိုင်ရောက်ရှိခဲ့ရောက်ရှိနေတဲ့ဒီအဟိုပါပေါ့နော်အလှမဲ့တယောက်ဖြစ်တယ်ပေါ့နော်အာဒီအတွက်လည်းကျွန်မအရန်ကိုဂုဏ်ယူပါတယ်ပြီးတော့ ဒီဒီနေရာမှာကျွန်မရှိနေတယ်ဆိုတာပေါ့နော်အီသီယိုးပီးယားအတွက်တာလည်းမဟုတ်ပြင်ကလေးတွေအမေတွေအားလုံးအတွက်လဲဒါဟာဒီအကျိုးကျေးဇူးအများကြီးရှိတယ်ပေါ့နော်ဘာလို့လဲဆိုတော့သူကဒီကလေးတွေအမေနဲ့ပတ်သက်တဲ့ education ပေါ့နော်အဲ့ဒီ project ကိုလုပ်နေတာဖြစ်တယ်ဆိုတော့အာဒါကြောင့်လည်းဒီ Miss World ဆိုတာဟာဒီအလှမဲ့ပြိုင်ပွဲတစ်ခုထက်ပိုတယ်ပေါ့နော်ဒါဟာရည်ရွယ်ချက်အတွက်ဒီလူမှုလုပ်ငန်းအတွက်ရည်ရွယ်ချက်အတွက်လှုပ်ဆောင်နေတာဖြစ်တယ်ဒါကြောင့်သူမရဲ့ရည်ရွယ်ချက်ကကြတော့ my purpose is to show you that you can do it ငါရဲ့ရည်ရွယ်ချက်ကကြတော့နင်တို့အိမ်လည်းပဲလုပ်နိုင်တယ်ဆိုတာကိုငါပြသချင်တာဖြစ်တယ်အဲ့လိုမျိုးပြောသွားဖြစ်တယ်